အဲ့ဒီယုံနဲ့နှစ်ပါးဆိုတာကိုလည်းပဲသိရယုံနဲ့အနေနဲ့သိဖို့ရစဉ်းစားကြည့်ပေါ့ကိုယ်ခန္ဓာကိုယ်ကြီးကိုကုံအာယုံစိုက်ကြည့်လိုက်ဟောဒီ body လို့ပြောတဲ့လက်ရှိနာနာလျာကာယဆိုတာကြီးဟာဘာကိုမှအာယုံကိုယူနိုင်စွာမရှိဘူးအာဘယုံကိုယူနိုင်စွာမရှိသည့်အတွက်ကြောင့်သူ့ကိုအာယုံမသိတဲ့တရားမဟုတ် ်ဆန့်ကျင်မဲ့အကြောင်းတရားတွေနဲ့တွေ့တဲ့အခါမှာပြောင်းလဲဖောက်ပြန်တတ်တဲ့တရားဖြစ်လို့သူ့ကိုယုံတရားလို့ခေါ်တယ်။အကြံဉာဏ်မှတ်မယ်ဆိုရင် မျက်စိနာနာလျာကာယဆိုတာယုံတရားကြီးပဲ။အဲ့ဒီယုံတရားပေါ်မှာမိပြီးတော့ဖြစ်ပေါ်လာတတ်တဲ့အာယုံကိုရယူတတ်တဲ့အတိစိတ်ရှင်ဘက်စေတဲ့တိတ်တင်နေတယ်ကွာအတိစိတ်ကိုတော့ နန္တရားလို့ဒီလိုခေါ်တယ်။ကိုယ့်ဘာကိုယ်ဆင်ញင်စဉ်းစားကြည့်ခုထိုင်းနေတဲ့အချိန်မှာတိနေတာကစိတ်ကလေးကတိတာ။ရုပ်ခန္ဓာကိုယ်ကြီးကငါထိုင်းနေတာပါလားလို့မသိဘူး။နော်။ငါထိုင်းနေတာပါလားလို့မသိဘူး။တိတာကစိတ်ကလေးကတိတာ။ဩတိနေတာလေးကနန္တရားမတိတာကယုတ်တရားလို့အချမ်းမြန်အဖြစ်ဒီလိုခွဲလို့ရတယ်ပေါ့။ အဲ့တော့လူတွေရဲ့တဏ္ဍမှာဒီယုံနဲ့နံနှမျိုးပဲရှိတယ်။အဲ့ဒီယုံနဲ့နံနှမျိုးကိုတခါရုပ်ကိုတော့ထပ်မခွဲတော့ဘူး။မျက်စိနာနာလျာကာယလို့ဆိုရက်အခြေခံဒီထဲမှာလူရဲ့ခန္ဓာကိုယ်ကြည့်လိုက်အတုံခဲတွေတွေ့လိုက်မယ်။မာရယ်ပြော့တယ်ဆိုတဲ့သဘောတွေနဲ့ဖွဲ့စည်းထားတဲ့တုံခဲ ပထဝီ အဲ့ဒီလိုတုံးခဲဖြစ်နေအောင်ဖွဲ့စည်းထားတဲ့သဘောယူစည်းနေတဲ့သဘောအရေးသဘောတွေအာဘောခန္ဓာကိုယ်ထဲမှာရှိတဲ့ပူရာအေးရာတွေတည်ဆုံးလှုပ်ရှားနေတာတွေကတုံးကန်ထားတာတွေကဝါရောလို့ဆိုဟောဓာတ်ကြီးလေးပါလဲပဲအချမ်းမြင်အားဖြင့်စဉ်းစားလို့ရပေါ့နော်အဲ့ဒါတွေဟာယုတ်တရားတွေပဲအဲ့ဒီယုတ်တရားတွေပေါ်မှာမိပြီးတော့ဖြစ်နေတယ်နော် တဘာဝတရားတစ်ခုသိတယ်အာယုံကိုသိတယ်ထိုင်နေထိုင်နေတယ်လို့သိတယ်အိတ်နေအိတ်နေတယ်လို့သိတယ်စားခြင်းစားခြင်းတယ်လို့သိတယ်သွားခြင်းသွားခြင်းတယ်လို့သိလာတယ်ဆိုတော့အဲ့ဒီအတိလေးကနန္တရားလို့ဟောရလို့အကြမ်းင်းအဖြစ်ရုပ်ကို မှတ်ပြီးတဲ့အခါနန္တရားကို မှတ်ပြီးတဲ့အခါနန္တရားကိုထပ်ပြီးတော့ခွဲလိုက်တော့ အာယုန်လေးတစ်ခုကိုရယူနိုင်စွမ်းရှိတာကဝိညာဏလို့ခေါ်တဲ့အတ္တ